ားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့2025ခုနှစ်မေလ9ရက်နေ့ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ကိုရောက်ရှိလာပါပြီကျွန်တော်ရန်တဲ့လူညီမစုစည်းကနေပြီးတော့စုစည်းတင်ဆက်ပေးမှာပါပြည်သူပေါင်းကိုတော်လန်နေ့လေခင်းပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာမင်္ဂလာပါရှင်ကျမတို့စုစည်းပါတော်လန်နေ့လေခင်းပါလို့ပြည်သူတွေအားလုံးကိုနှုတ်ခွန်းဆက်တာလိုက်ရပါတယ်ရှင်ဟုတ်ကဲ့ပါညီမကြီးအဲ့တော့ဒီကနေ့နေ့လေကင်းပါအချူအားရဝမ်းသာတရားကောင်းတဲ့တဲ့နေ့ရှိနေပါတယ်။ဘာကြောင့်လဲဆိုရင်ပါတီတို့ ။ PMU ကနေပြီးတော့စကန်3ခုထိသိမ့်လိုက်တယ်ဆိုတော့ဝမ်းသာတရားတင်ပါပါတယ်။အဲ့တော့ဒီ3ခုထဲမှာဆိုလို့ရှိရင်နမကြီးခိခိစကန်လည်းပါဝင်ပါတယ်။အညာဘက်မှာလည်းတိုက်ပွဲတွေအောင်ပွဲရတဲ့တိုက်ပွဲတွေရှိရလို့သိရတယ်။ဒီမှာစစ်စစ်ပြုတ်ပြပေးပါဦး။ဟုတ်ကဲ့ပါရှင်။ဒါကတော့မြောင်ပါပေါ့နော်။ဒီစက်ကြီးကောက်နေတဲ့စစ်ကောင်စီတပ်သားတွေကိုပေါ့နော်6ယောက်ကိုပြစ်ခတ်မှုမှာစစ်ဖို့အပါအဝင်စစ်သား၄ဦးတည်ဆုံးပြီးတော့ဒီတနတ်၃လလဲတင်စီရရှိလိုက်ပါတယ်။ဟုတ်ကဲ့ပါဝမ်းသာတရားပါနော်။ကဲပါ။ ကျွန်တော်တို့တနက်တည်းလဲသိသိရရှိရဆိုတော့ဒေါ်လေးဝါစာတရားကောင်းနေသေးမှာနောက်တစ်ခါတော့အကြမ်းဖက်စစ်ရှုံးကောင်စီတက်ကအပြည့်ရဲ့ကျင်ညာပြည့်ရဲ့နောက်မှာနောက်ချူမြို့အစိမ့်ဝိဘုံနေတုံးပြီးတော့လေကြောင်းနဲ့ drone တိုက်ခိုက်တာလေးလက်နဲ့ကြီးပြက်ခတ်တာလေးနဲ့ထိုးစစ်ဆင်ပြီးတော့ဒီတိုက်ခိုက်မှုတွေပြုလုပ်တဲ့အတွက်ကလေးတွေပေါင်းပြည်သူလေးဦးသေဆုံးတယ်လို့သိရပါတယ်အဲ့တော့အပြည့်ရဲ့ကျင်ညာထားတဲ့စစ်ရှုံးကောင်စီရဲ့နေ့စဉ်နဲ့မျှပြည်သူကိုတပ်ဖြတ်တဲ့တရင်တွေကိုလည်းကျွန်တော်တို့တင်ဆက်ပေးမှာပါ ပထမဆုံးတရင်တပုတ်ကတော့ဘာတိလို့စကန်သိနေတဲ့မှာ KNU ပြည်မျိုးသားစီယုံတက်မဟာသူတက်မဟာလေးတက်မဟာခွန်မာရှိတယ်အကြမ်းမဆုံးကောင်စီတက်ပွဲရဲ့စကန်သုံးခုစလုံးကိုဒီနေ့မေလ9ရက်နေ့မှာ KNU လောက်မြောက်ရေးတက်ပလို့ KNL ပူပေါင်းတက်တွေကသိပိုက်ရရှိလိုက်ကြပြီဖြစ်တယ်လို့သက်ဆိုင်ရာဒီတရင်ထုတ်ပြန်ရေးဖွဲ့တွေကလည်းဒီထုတ်ပြန်ပြောဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့စစ်ရှုံးကောင်စီစကန်တွေကတော့တက်မဟာသုံးပါဆိုရင်ခလေ clear retrieve ဒီညောင်လေးပဲအကင်မှာရှိတဲ့စကံပေါ့ပြီးရင် sorty sorty ရဲ့ရွှေကျင်ဘက်မှာရွှေကျင်မြို့နယ်ဘက်မှာရှိတဲ့ဆီရှိုးကောင်စီရဲ့ချင်းမြန်တရင်ခမရ998အခြေဆိုင်စကံဖြစ်တယ်လို့သိရပါတယ်တမဟာလေးဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘိတ်တော်ဝဲခရိုင်ဂျီကီနယ်စပ်မှာရှိတဲ့ဆီရှိုးကောင်စီတပ်ရဲ့ချင်းမြန်တရင်ခလာရ80ပါနေခလာရ260ခုလို့တက်ဆွဲထားတဲ့ဂျီကီစကံကိုလည်းသိမ့်ပတ်ရရှိလိုက်ပါပြီအဲ့တော့ဒါပြင်ကျွန်တော်တို့အဲဒီတမ ဲတမခွန်ဖန်ခရင်မှာရှိတယ်တခေါ်ဘိခီစခန်းအဲဒီအဲ့စခန်းကိုလည်း KNL ပူပေါင်းတက်တွေကဒီနေ့မနက်ပိုင်းမှာအလုံးစုံသိမ့်ပိုက်နိုင်ပြီလို့သိရပါတယ်စခန်းသုံးလုံးကိုရရှိပြီးဖြစ်ပေမဲ့ဒီ KNL ပူပေါင်းတက်ကသိစီရမိတဲ့လက်လက်ခရင်နဲ့ထိခိုက်သေးဆုံးအသေးစိတ်ကိုတော့ကောက်ယူနေစေဖြစ်ပြီးတော့ကျွန်တော်တို့ဒီအသေးစိတ်တင်းတွေကိုတော့စောင့်နေစေပါအဲ့တော့အဲဒီစကန်သိမ့်နိုင်မှုတွေကိုဘယ်လိုမျိုးတည်ပြုလဲဆိုတာကိုစူးစီးရဆက်ပြီးတော့ ပြောပြပါအောင်ဟုတ်ဟုတ်ကဲ့ပါကိုရင်ငါကို6စကန်ကိုကျွန်တော်တို့တက်သိမ်းနိုင်နိုင်သွားပြီမနေ့ညမနေ့ကညဘက်ကြည်တော့တို့လေရင်နဲ့ဘုံလာကျဲချတာ53လုံးလောက်ရှိတယ်အခုမနေ့တော့ကျွန်တော်တို့စကန်တက်ရှင်းနေပြီတိခိုင်းမိတာနဲ့လက်နက်ပစ္စည်းစရင် အတိအကျကိုတော့မသိရသေးဘူးလို့ဒီခလဲခလဲလူီချူးညောင်လေးပင်ခရင်ကဒီတွဲဖက်အတွင်မှုကပြောထားတာတွေ့ရပါတယ်ဟုတ်ကဲ့ပါပါတီသိနိုင်လို့ထင်တယ် ာတီသိမ့်နိုင်အဲ့ဒါပါတီသိမ့်နိုင်လက်နမည်လားပါတီသိမ့်နိုင်ဆိုတာကျွန်တော်စကန်းနေတအားသိမ့်နိုင်ကိုပါတီနာမည်ကိုခုသိမ့်နိုင်ရောနော်ကျွန်တော်တို့အမည်ပေးရမလို့ဖြစ်နေပါပြီပါတီသိမ့်နိုင်ကိုအဖွဲ့ကျွန်တော်တို့တင်သားပြီးတော့ခေါ်ရမလို့ဖြစ်နေပါပြီအဲ့တော့တစက်တည်းမှာပဲကျွန်တော်တို့ channel လေးပူပေါင်းတက်ရဲ့ထိုးစစ်စင်တိုက်ခိုက်ခံနေရတယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ TP စကန်ကိုလည်းသိမ့်ပတ်ရရှိမှုဖြစ်တယ်လို့ဒီခိုင်လုံတဲ့ channel လေးဗီဒီယိုမြစ်က ADB ပြောဆိုတော့ကျွန်တော်တို့တွေ့ရပါတယ် ဒီနေ့မနက်9:00နာရီဝန်းကျင်လာမှာကျွန်တော်တို့ထိခိစခန်းကိုရောက်ပါတယ်။အခြားအသင်းစိတ်တော့ပြောလို့မရပါဘူးဆိုပြီးဒီ KNL တက်မဟာလေးတရင်ရင်မြစ်ကကရင်နယ်မြေမှာရှိတဲ့တရင်တွေကိုအမှန်တကယ်နဲ့တင်ဆက်ပေးနေတဲ့ KIC တရင်ဌာနကိုဖြည့်ဆို့ထားတာကျွန်တော်တို့တွေ့ရပါတယ်။အဲ့ဒီစခန်းကို KNL ကသုံးဖက်ကြားပြည့်စုံတက်ခဲ့တာဖြစ်ပြီးတော့ထိုးစစ်အတွင်အရှင်ပြင်းတိုက်ခိုက်မှုကြောင့်စကန်ရဲ့ခြေဆိုင်တဲ့စစ်ရုံးအော်ဒီတပ်သား100ကျော်ထောက်ဝက်နေပါဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေး တင်းချောင်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲဒါခါတိုင်းလိုပါပဲ။ Nemesis ရုံးကော်စီတက်သားတွေမှာကြောင်မြောက်တဲ့စွမ်းဟီတစ်ခုရှိပါတယ်။ဒါတော့မာရသွန်ပြေးပွဲတွေမှာတကယ်ကိုထိတ်တန့်ရမယ်။တခုခုဆိုလို့ရှိရင်ပြေးတဲ့စွမ်းဟီပါ။အခုလေတိုင်းနိုင်ငံဘက်ကနေ50လောက်ထပ်ပြေးသွားတယ်လို့ကျွန်တော်တို့သိရတယ်။ပြီးခဲ့တဲ့ Master 8ရက်နေ့ကစတင်တိုက်ခိုက်ခဲ့တဲ့တက်မကဖိုင်ခရာဒီပိုင်ဂျုံမြို့နယ်မှာရှိတဲ့စစ်ရှုံးကော်စီချီလင်တက်ရင်ခလာရ94တခွဲတစ်ချီဆိုင်တဲ့ တခေါ်ဘီကစ်ခန်းကိုလေဒီနေ့မနက်ပိုင်းမှာ KNL ပူပေါင်းတက်ဖွဲ့ကအပိတက်သိမ့်ပတ်ရှင်းလင်းနိုင်ခဲ့တယ်ဆိုပြီးတော့စီရေးတဲ့ရင်းတွေကပြောပါတယ်ခင်ဗျာဒါကတော့နော်ဒီနေ့မှာဆက်စားခြင်းအဖွင့်ကတော့မင်္ဂလာရှိတဲ့ပါတီတို့ပါတီသိမ့်နိုင်တို့ရဲ့၃လုံးစကန်း၃လုံးကိုတပြိုင်တည်းသိမ့်လိုက်တဲ့သိမ့်ပတ်ရရှိပြီဆိုတဲ့ဒရင်ပဲဖြစ်ပါတယ်အဲ့တော့ဒီຢာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ BBL တက်ဖွဲ့ကခေါင်းဆောင်မော်ဆောင်ကပဲနော်မော်ဆောင်ကလည်း တိကိရပြီဆိုတော့ဝမ်းသာကိုယူပါလေကျွန်တော်တို့ရွေးဥတော်လိုင်းရဲ့တက်တည်အခုလို120 120အမြောက်ကိုပြစ်နိုင်လို့၄မိနစ်ကြာစောင့်ခဲ့ရပါကိုခံခဲ့ရတော့ကလေကျင်းထဲကမထွက်နိုင်ပဲအတော်လေးကြောက်ခဲ့ရတယ်ရန်သူကိုပြန်ပြစ်ခွင့်ရတဲ့ခါမှာလေတကယ်ကိုအားရကျင်းနေစရာကောင်းပါလေဆိုပြီးတော့120ဒီလက်နက်ကြီးပြစ်နေတဲ့ဓာတ်ပုံနဲ့အတူနောက်ဆုံးကလေသူ့ရဲ့လူမှုကွန်ရက်ဆောင်မျက်နှာမှာခီခီစကန်သိမ်းမှုနဲ့ပတ်သက်ပြီးရေးသားတာတော့ကျွန်တော်တို့တွေ့ရပါတယ်ပြီးတော့နောက်ထပ် အညာဘက်ကရင်ကောင်းလေးတွေကိုဆက်ပြီးတော့စူစီရတင်ဆက်ပေးပါဦးဟုတ်ကဲ့ပါဒါကတော့ဒီမြောင်မြို့နယ်မှာပေါ့နော်သခိုင်းတိုင်းဘက်မှာဖြစ်သွားတယ်မြောင်မြို့နယ်မှာပြည်သူတွေကိုစက်ကြီးကောက်နေတဲ့ဒီမြောင်မြို့မှာရဲစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးနဲ့6ဦးကိုပြစ်ခတ်မှုမှာတဲ့စစ်စစ်ဘုအပါဝင်စစ်သား၄ဦးတည်ဆုံပြီးတော့ဒီတနက်၃လလဲတင်းစီရမိတယ်လို့ဒီဘုဆက်ကြစစ်ကြောင်းကနေပြီးတော့အာရဲဘော်တယောက်ကပြောထားတာတွေ့ရပါတယ်။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါ။မေလ၅ရက်နေ့ပြည်သူ့ထံကနေ စက်ကြီးကောင်းဝင်ညစ်နေတဲ့မြောင်မြို့မရဲစခန်းကစစ်သား6ဦးကို CDSOM ကိုစက်ကြာစစ်ကြောင်းနဲ့ဒီမဟာမိတ်တော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲဟာတနအိကြော်ကြာကြာမြင့်ခဲ့ပြီးတော့စစ်သား3ဦးကတော့နေရာမှာပဲအဲ့လိုပွဲချင်းပြီးတည်ဆုံးသွားတယ်။ကြည်တိမှန်သွားတဲ့ဒီစစ်ဗိုလ်တအုပ်ကလည်းစစ်စခန်းကိုမရောက်ခင်မှာဒဏ်ရာနဲ့ထပ်မံတည်သွားတယ်။ကြာစစ်သား2ဦးကတော့ဒဏ်ရာအပြင်းထန်ရရှိကြောင်းလည်းသိရပါရဲ့။ဒီမှာကဗိုလ်စက်ကြာက ဟိုစက်ကြာစစ်ကြောင်းကြီးရဲဘော်တောင်ကပြောထားတာရှိပါတယ်ဟုတ်ကဲ့ပါစစ်သားတွေကိုလိုက်လံပြစ်ခတ်ရမှာတနင်္ဂနွေကြာတိုက်ပွဲဖြစ်ပါတယ်စခ3កောင်နေရာမှာပဲလဲကြတည်ဆုံးပါတယ်ကြည်ထီးတဲ့စစ်ဘိုးတော့စခန်းသားမရောက်ခင်ဒဏ်ရာနဲ့ထပ်မံတည်ဆုံးတယ်ကျန်တဲ့စစ်သား2ဦးလည်းဒဏ်ရာအပြင်းထန်ရပါတယ်ကျွန်တော်တို့တော်လိုင်းရဲဘော်တအူလက်မောင်းကြည်ထီးမှန်တရားရပါတယ်မစိုးရင်ရပါဘူးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ MA series တနက်3လက်သိသိရရှိပါလို့ဒါဒီ CD SOM စစ်ကြောင်းကနေပြီးတော့ရဲဘော်တို့ကလည်းပြောထားဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့ဒီစစ်စင်ရေးတိုက်ခတ်မှုကိုတော့ဒီ CDSO ကဘောဆက်ကြစစ်ကြောင်း MRF support စစ်တောင်းသခိုင်းခရိုင်တည်တည်နေမြခံပကဖနဲ့ဇာမဏီပျောက်ကြားတပ်ဖွဲ့တို့ကနေပြီးတော့ပူပေါင်းလှုပ်ဆောင်ခဲ့တာလို့လည်းသိရပါတယ်။ဟုတ်ကဲ့ပါတကယ်ကိုဝမ်းသာအားရစရာကောင်းတဲ့နေ့မှာစစ်ရုံးပေါင်းစစ်တပ်သား6ဦးတည်ပြီးတော့တနက်3လက်ကိုသိမ်းဆီးရရှိနိုင်ခဲ့တဲ့တရင်ပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးတိုက်ပွဲသတင်းကြောင်းရတယ်ဘူး။ လာပြီးတော့မန့်နေတုံးသက်ချက်တွေရေးတဲ့ဟိုဘက်ရက်ကွက်အပိုင်းခွင့်ရတွေရှိပါတယ်သူတို့ကပြောကြတယ်မင်းတို့တွေကမသေးတော့ဘူးလားပါဝါရိန်ဂျာတွေလာဆိုပြီးတော့မေးကြတာရှိပါတယ်အဲ့တော့အသက်အသက်ချင်းတက်ရှိလူသားချင်းပြစ်တဲ့ခတ်တဲ့တိုက်ပွဲမှာနှစ်ဖက်သေဆုံးမှုရှိပါတယ်အဲ့တော့သေဆုံးမှုတွေရှိတဲ့အကြောင်းလဲတင်းနေမှာကျွန်တော်တို့အများနဲ့ဖော်ပြအဲဒီသူရဲကောင်းတွေကိုမှတ်တမ်းတင်ပြောပြတာရှိပါတယ်အခုလဲကျွန်တော်တို့အားခက်ဒေတာမှာ စစ်ဌာနချုပ်သိနေတိုက်ပွဲတွေအဲဒီခါကြီးလူသိမ်းတိုက်ပွဲတွေပေါ့နော်ရခိုင်မှာရှိတယ်လူသိမ်းတိုက်ပွဲတွေမှာအဲဒီခါတော်တော်အေအေနဲ့တိုက်ပွဲဝင်ပြီးတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသူရဲကောင်းရဲဘော်14ဦးမြင်းမြတ်စွာကြာဆုံးပြီးတော့48ဦးတိခိုက်တယ်ရရှိခဲ့ပါတယ်အဲ့တော့ပါရင်းကြတယ်မဟုတ်ပါဘူးတိုင်းပြည်အတွက်ဒီမိုကရေစီတိုက်ပွဲတွေအတွက်အသက်နဲ့ရင်းပြီးတော့လဲခဲ့တယ်သူရဲကောင်းတွေပါအဲ့တော့အဲ့ဒီသူရဲကောင်းတွေအတွက်ကျွန်တော်တို့ကပီးမှတ်တမ်းပေါ်ဖို့တင်ထားတဲ့မှတ်တမ်းပြုထားတဲ့ဟာရှိပါတယ် ဘာကြောင့်လဲဆိုလို့ရှိရင်လူသားတည်ပေမဲ့နာမည်မတည်ပဲနဲ့နောင်မျိုးဆက်ကဂုံယူရမယ်အမှတ်တရရှိနေရမယ်သူရဲကောင်းတွေဖြစ်လို့ပါအဲ့တော့ဟိုဘက်ရက်ကွက်ကဟိုလူတို့ရဲ့ကျိုးစည်းပွားကိုကာကွယ်ပြီးပြည်သူကိုရဲရဲဆက်ဆက်တပ်ပြတ်ပြီးနာမည်လဲတည်လူလဲတည်တဲ့သူတွေနဲ့မတူပါဘူးဒီဘက်မှာကျဆုံးတဲ့ရဲဘော်တွေဆိုတာလူသားတည်ပေမဲ့နာမည်ကတော့တမိုင်းမှတ်တမ်းတင်ပေကပီးမော်ဘုံမှာခင်ကြံရစ်ပဲသူတွေဖြစ်တယ်ဆိုတာ ပြောပြသည်အဲ့တော့ဗိဒန်ကြီးရေးဆိုရကာဝေးဦးကြီးဌာနရဲ့စကိုင်းတိုင်းပြည်သူ့ကာဝေးရေးဖွဲ့ပါတပ်ဖွဲ့ဝင်များအားလည်းကဒေသစစ်မျက်နှာမြို့သိမ်းတိုက်ပွဲစစ်ဌာနချုပ်သိမ်းတိုက်ပွဲတွေမှာအားလည်းကတပ်တော်အေရဲ့ဦးဆောင်မှုနဲ့အတူပါဝင်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲကာလမှာပြည်သူ့ကာဝေးရေးဖွဲ့ကဘဂဖအဖွဲ့ဝင်14ဦးမြင့်မြတ်စွာကြာဆုံးခဲ့ပြီး58ဦးကြည့်ကြဒံရရရှိခဲ့ကြောင်းဒီစကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးဖွဲ့ကပြောဆိုထားတာကိုတွေ့ရပါတယ် အောင်ပွဲရပြန်လာတဲ့သူရဲ့အောင်တက်ဖွဲ့ဝင်တွေကိုပြီးခဲ့တဲ့မေလ၂ရက်နေ့မှာဂုံပြူကျူစုအခမ်းအနားတွေပြုလုပ်ခဲ့ပြီးစကိုင်းတိုင်းပတ်ကပအဖွဲ့ဒီတာဝန်ခံဒုတာဝန်ခံတွေသက်ဆိုင်ရာခရိုင်တီးတီးကတာဝန်ခံတွေမြို့နယ်တာဝန်ခံတွေရေးရတာဝန်ခံတွေတက်ရောက်ပြီးတော့ဂုံပြူခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်ဆရာနာရှင်စနစ်ချေမုံရေးနဲ့ဘုံရန်သူအချက်ပတ်ဖက်စစ်တစ်ကောင်စီကိုတော်လိုက်ရပါဒီကတခုဒေသတခုမှာကွက်ပြီးတော့လုံဆောင်မှုမရရောက်တနိုင်ငံလုံးလုံဆောင်မှာဖြစ်ကြောင်း ပကပအဖွဲ့တွေနဲ့ PDF ဖွဲ့တွေဟာတလင်္ကလုံးမှာရှိတဲ့ရှင်းတန်းစစ်မြေနာမျိုးကိုတွားရောက်ပြီးတော့အကြမ်းဖက်ဆက်ရှုံးကောင်စီကိုတော်လန်တိုက်ပွဲဝင်လျက်ရှိကြောင်းစကိုင်းတိုင်းပြည်သူ့ကောင်ဝင်ဖွဲ့ကပြောဆိုထားပါတယ်။တကယ်ကိုအားရတဲ့အကောင့်နဲ့တပေါင်းစုအသွင်ဆောင်တဲ့တနင်္ဂနွေလုံးလွတ်မြောက်ရေးဒေသအသီးသီးမှာတော်လန်တိုက်ပွဲဝင်တယ်။အညာသားမလို့အညာမှာပဲခြေချပြီးအညာကမြို့နယ်ကိုလွတ်မြောက်ဖို့သာမကရဟိုင်းမှာလဲရှင်းတန်းစစ်မြေမှာတိုက်ပွဲအတွေ့အကြုံနဲ့တော်လန်ရေး ီကိုပေါင်းနမအတိုင်းသားဒီကိုပေါင်းနမနဲ့အတူတူနိုင်ငံလုံးလွတ်မြောက်ဖို့အတွက်တပ်ဖွဲ့ဝင်တွေရှိတယ်။ကချင်မှာလည်းကျွန်တော်တို့တွေ့ရတယ်။ကျွန်တော်တို့လားအရင်ဘက်မှာလည်းကျွန်တော်တို့တွေ့ရတယ်။ကရင်ဒီဘက်မှာလည်းတွေ့ရ။အဲ့တော့လားရှိုးဘူးဘေးတိုက်ပွဲတော့ဆိုရင်လည်းအညာသားတွေကိုကရင်ဒီကရဲဘော်တွေကိုအားရကတက်တော့ဒီခိုင်ကရဲဘော်တွေပေါ့။တကယ်ကိုနေရာပေါင်းစုံကအဲဒီတော်လိုင်းကြီးရဲဘော်တွေကရှေ့တန်းမှာတက်ပြီးပြီးတော့တိုက်ပွဲဝင်နေကြတာဖြစ်တယ်။အဲ့တော့ပါဝါရင်းကြတွေတော့မဟုတ်ဘူး။ဒါပေမဲ့ကွာထားတာကလူသားသေပေမဲ့နာမည်ကမိမှတ်တမ်း မှတ်တိုင်မှာကြံခဲ့မဲ့သူတွေနဲ့လူလဲတည်နာမည်လဲတည်မဲ့သူတွေနဲ့ကွာခြားချက်ရှိတာဖြစ်ပါတယ်အဲ့တော့ဒီမင်းတက်လက်ကင်းရဲ့သတင်းတွေကိုစုစည်းပြန်ဆက်မှုမှာနောက်ဆုံးသတင်းတစ်ပုဒ်ကိုရောက်ရှိလာပြီဖြစ်ပါတယ်ဒီမှာစုစည်းဆက်ပြီးတော့ပြန်ဆက်ပေးပါဦးဟုတ်ကဲ့ပါကိုရန်ရေချက်ကောင်စီကအပြည့်ရတလကျင်ညာပြီးတော့ဒီနောင်ချိုမျိုးကိုအစိမ့်ငွေဘုံတွေထပ်အစိမ့်ငွေဘုံတွေပေါ့နော်ထပ်သုံးပြီးတော့ဒီလေချောင်းနဲ့ drone တွေတိုက်ခတ်တဲ့ တိုက်ခိုက်တယ်လက်နက်ကြီးတွေပြစ်ခတ်တယ်ပြီးတော့ထိုးစစ်ဆင်တယ်ကလေးငယ်တွေအပါအဝင်ပြည်သူလေးဦးထပ်မံတည်ဆုံသွားပါတယ်အကြမ်းဖက်ဆက်ကောင်စီကအပြစ်ရတလာကျင်ညာပြည်နောက်နောင်ချိုမျိုးကိုအစိမ့်ငွေဘုံးတွေတုံးပြီးတော့လေချောင်းနဲ့ဒရုန်းတိုက်ခိုက်တယ်လက်နက်ကြီးပြစ်ခတ်ခြင်းနဲ့ထိုးစစ်ဆင်နေပြီးတော့ကလေးငယ်တွေအပါအဝင်ပြည်သူလေးဦးတည်ဆုံသွားတယ်လို့ဒီ TNL ကနေပြီးတော့သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်အကြမ်းဖက်ဆက်ကောင်စီကမေလ6ရက်နေ့ကနေမေလ30ရက်နေ့အထိ ဒါသူတို့တွေယာယီအပြစ်ခတ်ရန်ဆဲထားလို့လဲကြော်ညာထားတာဖြစ်တယ်ဟုတ်ကဲ့ပါဒီတအမ်းပြည်အတွင်းအဲ့ဒီလိုကြော်ညာထားတာကဒီတအမ်းပြည်အတွင်းမှာထိုးစစ်စင်နာရီလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာတွေဒရုန်းနဲ့လေကြောင်းနဲ့အသုံးပြုတိုက်ခိုက်တာတွေရှိနေတယ်လို့ဒီ TNL ကပြောလာပါတယ်မေလာရှိရနေ့မိုးတက်ဆန္ဒနာရီအချိန်စက်ကောင်စီတက်ကတအမ်းတက်မတော် TNL ရှိရနောင်ချိုမြို့နဲ့တရက်ချိုရွာအနီးတစ်ဝိုက်ကိုထိုးစစ်စင်လာတာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းစစ်ကောင်စီရဲ့အမြောက်တပ် 902ကမေလ10ရက်နေ့မနက်9:33မိနစ်အချိန်မှာ drone နဲ့ဘုံးနှလုံးနဲ့လက်နက်ကြီး16ကြိမ်တိုက်ပွဲဖြစ်ပွားရာအဲ့ဒီတရက်ချိုရွာကိုထပ်မံပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။မေလ10ရက်နေ့မှာလည်းမိုးလွဲ3:00အချိန်နောင်ချိုမြို့နယ်ရာပြင်ကျေးရွာအနီးမှာတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးတော့စစ်တပ်ကနေ drone နဲ့ဘုံးနှလုံးဘုံးနှလုံးလက်နက်ကြီးနဲ့2ကြိမ်ရာပြင်ကျေးရွာကိုထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းမေလ10ရက်နေ့ ညနေ6နာရီအချိန်မှာနောင်လင်ကျေးရွာအနီးတစ်ဝိုက်မှာရှိတဲ့နောင်လင်ကျေးရွာအနီးတစ်ဝိုက်ကိုလည်းထပ်မံတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။စစ်တပ်က drone နဲ့ဘုံးရှစ်လုံးအစိမ့်ငွေဘုံငါလုံးလက်နက်ကြီးနဲ့30တကြိမ်ဒီနောင်လင်ကျေးရွာကိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါအဲ့တော့ဒါကတော့ကျွန်တော်တို့ဟိုတောက်လျှောက်ကိုဒီရက်တွေမှာ TNL နဲ့စွန်းနေပွဲပြတ်ပြီးရနောက်ပိုင်းမှာတောက်လျှောက်ကိုကျင်းနေတာကိုကျွန်တော်တို့တွေ့ရတဲ့ဖြစ်စဉ်ပါဒီမှာဆိုရင်လည်းကျွန်တော်တို့မေလာ၈ရက်နေ့ ။မနေ့ကဆိုလို့ရှိရင်နောက်ချုပ်ပြုတ်နဲ့တရက်ချုပ်ကြီးပါဘူး။မင်္ဂလာဆောင်ပွဲကျင်းပနေတဲ့အချိန်စစ်ရုံးပေါ်တဲ့ပြည့်တဲ့လက်နက်ကြီးခိမှန်ပြီးတော့အသက်၅နှစ်ပဲရှိသေးတယ်။၅နှစ်ပဲကလေးငယ်အပေါင်းပြည်သူ၄ဦးတည်ဆုံးပြီးတော့ခုနှစ်ဦးဘုံစားတိမှန်ဒဏ်ရာရရှိခဲ့တာကျွန်တော်တို့ဒီသတင်းမှာတွေ့ရတယ်။အဲ့တော့အကြမ်းဖက်စစ်ရုံးကောင်စီရဲ့သဘောထားပါအဲကျွန်တော်တို့မစားရတဲ့အမေတဲတဲ့ပတ် TNL လက်အောက်မှာရှိတဲ့ပြည်သူကပြည်သူလူထုက တနိုင်ငံလုံးဒီသူတို့သူတို့တတ်မှတ်ချက်မှာတော့ပြည်နယ်ရေးအုပ်ချုပ်ထားတဲ့လောက်မှာရှိတဲ့ပြည်သူတွေသူတို့ကပြည်သူလို့တတ်မှတ်တာမဟုတ်ဘူးငါတို့မအုပ်ချုပ်ရင်အုပ်ချုပ်လို့မရရင်မင်းတို့လည်းအုပ်ချုပ်လို့အုပ်ချုပ်ခွင့်မရစရာဘူးငါတို့ဤမျိုးမျိုးနဲ့ဒုက္ခပေးမယ်ဆိုတဲ့တကယ်ကိုရုံမှာအောက်ကျစ်တဲ့အကြံနဲ့ပြည်သူကိုပဲပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တယ်အဲ့တော့ဆွေးနွေးပွဲတွေမှာလည်းကျွန်တော်တို့အဲ့ဒီဗိုလ်ချုပ်တယောက်ကလည်းပြောခဲ့ပြတာရှိတယ်တရားနယ်ဒီ MND နဲ့ဆွေးနွေးပွဲတွေမှာအေး ငါတို့တောင်းတယ်မြို့ပြန်မပေးဘူးငါတို့ကတောင်းဆိုချက်ကိုပြန်မပေးဘူးဆိုလို့ရှိရင်ငါတို့ကမင်းတို့ကိုရတဲ့ပြီးနေမင်းတို့ပြည်သူတွေကိုဘာလို့လို့ရတယ်ညာလို့လို့ရတယ်ဆိုပြီးတော့တရားဝင်ချင်းချောက်ပြောဆိုထားတဲ့အမှတ်တမ်းတွေလည်းရှိခဲ့တယ်ပြောတဲ့အတိုင်းပဲဒီ DNA လေးထိန်းချုပ်ထားတဲ့မြို့နယ်တွေပြည်သူတွေဆိုလို့ရှိရင်ကဲမင်းတို့ဘာမှမတူဘူးနော်ငါတို့တောင်းဆိုတာမပေးဘူးနော်မပေးဘူးဆိုလို့ရှိရင်မင်းတို့ပြည်သူတတ်တယ်ပါတတ်တယ်ပါဆိုပြီးတော့ရုပ်မှရက်ဆက်နေတဲ့ဒါကတိတိတတ်တာမြင်တွေ့ရတဲ့လုပ်ရည်တွေဖြစ်တယ်အဲ့တော့ DNA လေးကတော့ဒီရက်ထဲမှာ DNA လေး ထိချုပ်ရမှာရှိတဲ့ပြည်သူတွေကတော့လက်ဆုံးရှုပ်နေရတဲ့နေ့စဉ်နဲ့မျှဘုံတံလေရင်တံတွေကိုခံနေရတဲ့ဒရင်ကြောင့်ကျွန်တော်တို့တွေ့မြင်ရတာဖြစ်ပါတယ်အဲ့တော့ဒီကနေ့ဒီလက်ကမှာကျွန်တော်တို့ကြားရတဲ့ဒရင်ဖြစ်စဉ်တွေကိုကျွန်တော်တို့မောင်တမန်တယောက်ပါနေပြီးတော့စူးစီးပြီးတော့တင်ပြပေးကြတာဖြစ်ပါတယ်အဲ့တော့မနေ့ကဆိုရင်လည်းဟိုဒရင်ထူးတွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ပြည်သူတွေနေ့စဉ်နဲ့မျှအဆောင်မျိုးကြည့်ရှုပေးကြလို့ ျွန်တော်တို့ဝိုင်းတော်သားတွေကျွန်တော်တို့မောင်နှမတွေအပေါင်းအသင်းရိုက်ကွေးလို့ပြီးနေတယ်ကျွန်တော်ရည်အပေါင်းရဲ့အားလုံးကကျေးဇူးတင်ရှိကြောင်းပြောကြလို့ပါတယ်ခင်ဗျာပြည်သူများအားလုံးစေရောကိုပါကျောင်းမှချမ်းသာပြီးချစ်ရနာရှင်ဆနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ကြပါစေလို့လည်းကျမတို့မောင်နှမတွေကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်ဟုတ်ကဲ့ပါ